အခုလက်ရှိကမ္ဘာအနောက်ခြမ်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာတကယ်ကိုထိတ်လန့်စရာကောင်းပြီးတော့စိုးရိမ်စရာအခြေအနေတွေကိုဖန်တီးနေပါတယ်။ American ပြည်တော်စုကတော့သူတို့ဟာမူရရစာ cartel တွေကိုနှိမ်နင်းနေတာပါလို့ကမ္ဘာသိအောင်တရားဝင်ကြေညာထားခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့စစ်မြေပြင်မြင်ကွင်းတွေနဲ့ American ရဲ့စီးရေလှုပ်ရှားမှုတွေက သူတို့ရဲ့စကားနဲ့လုံးဝတခြားစီဖြစ်နေတာကိုမျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။လက်ရှိမြင်တွေ့နေရတာကတော့အရက်ဖက်သင်မိုးရီကိုတောင်သိစီနိုင်လောက်တဲ့တိုက်ခိုက်မှုတွေနဲ့ကမ္ဘာအဆင့်မြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့လရင်တင်သင်မိုးအုပ်စုကြီးတွေဗင်နီဇွဲလားရှိပိုင်နဲ့နားမှာစီရီအရာအင်အားပြလှည့်လည်သွားလာနေတာတွေပဲဖြစ်ပါတယ်။ဒီလိုကြီးမားတဲ့မိုးရစ်စေဝါတိုက်ဖြစ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဒီလိုအတိုင်းအတာကြီးမားတဲ့စစ်စင်ရေးကြီးတွေကိုလုံနေခြင်းက နိုင်ငံတကာစီရေးလေးလာသူတွေကြားမှာတော်တော်လေးသံသယဖြစ်စရာကောင်းလာပါတယ်။နိုင်ငံရေးလေးလာသုံးသပ်နေတဲ့ Phil Shi ကလည်း American ရဲ့လုံရဲ့အပေါ်မှာအတိအလင်းကိုထောက်ပြထားပါတယ်။ သူကမွေးစည်းဝါးရောင်းဝယ်မှုဆိုတာတည်တံပေးရတော့တဲ့ရာဇဝတ်မှုမဟုတ်ပါဘူးလို့ရှင်းပြပါရယ်နော်။ဒါအပြင် American Congress လွတ်တော်ကလည်း Venezuela ကိုတရားဝင်စစ်ကြေညာထားတာမရှိပါဘူးလို့လည်းအလေးနက်ပြောကြားခဲ့ပါရယ်ရှင်။ဒါပေမဲ့လက်တွေ့မှာတော့ American ရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားအပါအဝင်လူ85ဦးထက်မနည်းသေဆုံးခဲ့ရပြီးပါပြီ။ ဒီလိုအမေရိကန်ရဲ့ရန်လိုတဲ့လုပ်ရည်တွေကို တုံ့ပြန်တဲ့အနေနဲ့ဗင်နီဇွဲလားကလည်းသူတို့ရဲ့စစ်တီအင်အားနှစ်သိန်းကိုချက်ချင်းစူးစီးပြီးတော့အမေရိကန်ရဲ့ကျူးကျော်မှုကိုကာကွယ်ဖို့အတွက်ပြင်ဆင်လိုက်ပါပြီ။ဒီတော့ဒီမှာရှင်းရှင်းလင်းလင်းမေးစရာရှိလာတာကတော့ ဒါဟာတကယ်ပဲရိုးသားတဲ့မူရစ်ဂိုင်းနှိမ်နှင်းရေးစစ်ဆင်ရေးလားဒါမှမဟုတ်အချုပ်ချာအာဏာပိုင်နိုင်ငံတနိုင်ငံကိုကျူးကျော်ဖို့အတွက်ကျူတင်ပြင်ဆင်နေတဲ့ကျူးကျော်စစ်အကျိုးလှုံ့ရှားမှုလားဆိုတာပါပဲဒင်းမာမှုအရှိန်ကို အထုတ်ထိတ်ရောက်စေခဲ့တဲ့အဓိကဖြစ်ရပ်တစ်ခုကတော့ဇူလီယာလီပိုင်နဲ့ကျူးကျော်မှုနဲ့နောက်ဆက်တွဲစစ်ဆင်ရေးအစပဲဖြစ်ပါတယ် ဗင်နီဇယ်လားလီဒါကနေတရားဝင်အတည်ပြုလိုက်တဲ့သတင်းတပုံးမှာသူတို့ပိုင်နယ်ထဲကိုခွင့်ပြုချက်မရှိဘဲဝင်ရောက်လာတဲ့အမည်မသိလေယာဉ်ငယ်တစ်စီးကိုပြစ်ချလိုက်တယ်ဆိုတဲ့အချက်ပါဝင်ပါတယ်နော်ဒီလေယာဉ်ငယ်ကဇူလီယာဒေတာကစစ်ဖက်ဆိုင်ရာအရေးပါတဲ့ဇုံတွေနားမှာအနိုင်ပြန်တန်းနေခဲ့တာပါကာရာကက်စ်ဗင်နီဇယ်လားမျိုးတော်အစိုးရရဲ့အစိုးရဒီလေယာဉ်မှာမြေသွေးမြေဝါဖြစ်ကြောင်းအမှတ်အသားလုံးဝမပါဝင်ပါဘူး transponder လေချောင်းအချက်ပြဆက်လဲမပါဝင်ဘူးပြီးတော့ပြန်တန်းတဲ့လေချောင်းကလည်းတာမန်အရက်ဖက်လေရင်လန်းချောင်းမဟုတ်ဘဲနဲ့ထောက်လိုင်းပုံစံဖြစ်နေပါတယ်။ဒါကြောင့် Venezuela အစိုးရကဒါကိုရိုးရိုးလေးပိုင်တဲ့ကျူးကျော်မှုအဖြစ်မရှုမြင်တော့ဘဲ American ထောက်လိုင်း Agency CIA ရဲ့လျှို့ဝှက်စစ်ဆင်ရေး Convert Operation လို့စတင်အစပြုလိုက်ခြင်းဆိုပြီးတော့ယုံကြည်နေတာဖြစ်ပါတယ်။ သမရနီကိုလတ်မာဂျူရိုရဲ့အစိုးရကဒီစစ်စင်ရေးဟာအမေရိကန်ရဲ့အစိုးရဖြုတ်ချရေးစီမံကိန်းရဲ့အစိတ်အပိုင်းလိုပဲခိုင်မာစွာရှုမြင်ပါတယ်။ဒီယုံကြည်ချက်ကိုပို့ပြီးတော့ခိုင်မာစေတဲ့အချက်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုရိုင်းရဲ့အတိတ်ကဝန်ခံချက်ပါပဲ။သူက CIA ကိုဗီနီဇွဲလားအထွေးမှာလျှို့ဝှက်စစ်စင်ရေးတွေလုပ်ဖို့တရားဝင်ခွင့်ပြုထားတယ်လို့လူသိရှင်ကြားပြောခဲ့ပူပါတယ်။တရားဝင်အကြောင်းပြချက်ကတော့ မွေးရစည်းဝါးနဲ့ရာဇဝတ်သားတွေကိစားလို့ဆိုပေမဲ့ဗီနီဇွဲလာဘက်ကတော့ဒါဟာဗီနီဇွဲလာရဲ့ကျွဲဝါးတဲ့ရေနံတဘာဝတယံစာတာနဲ့နိုင်ငံရေးအာဏာကိုချုပ်ကင်ဖို့ကြိုးစားတဲ့အမေရိကန်ရဲ့ဂျိုးပန်းမှုလို့သာရှုမြင်ပါတယ်။အမေရိကန်ရဲ့ထောက်လန်းရေးလက်တံတွေဘလောက်ထိရှေ့လျားနေလဲဆိုတာကိုပြသတဲ့နောက်ထပ်ဖြစ်ရပ်တွေလည်းစတိုက်ပေါ်ပေါက်လာပါတယ်။ American Media တွေကဖော်ထုတ်လိုက်တဲ့သတင်းတွေအရ CIA က Venezuela သမ္မတ မာဒူရိုစီးနှလိုက်ပါမဲ့လေရင်ကို ပြန်ပြီးဆွဲဖို့အထီတောင်မှအထီကျကြံစီခဲ့တယ်လို့ဆိုပါတယ်ဒီစီစဉ်ကလေရင်အမှုတန်းအယောင်ဆောင်ထားတဲ့ Federal Agent တယောက်ကလေရင်ကို American Pilot ထဲမောင်းနှင်သွားပြီးတော့အရင်နောက်မှအကြမ်းဖက်မှုတိုက်ဖြတ်ရေးကောင်းစဉ်တက်ပြီးဖန်စီမနီလန်ကိုအသုံးပြုဖို့အစီအစဉ်ခဲ့တာပါဒီအစီအစဉ်ကမအောင်မြင်ခဲ့ပေမဲ့ Washington ရဲ့အစိုးရဖြုတ်ချရေးရည်မှန်ချက်ကဘလောက်ထိအဆုံးရောက်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေပါတယ်နောက်ထပ်ဖြစ်ရတဲ့ကူက တော့ Trinidad နဲ့ Tobago ဘက်ကနေရှီလန်ကျောင်းကဝင်လာတဲ့ဂျိစာစစ်သားကိုဖမ်းမိခြင်းပဲဖြစ်ပါတယ်။သူတို့စီမှာကုတ်ဝတ်ထားတဲ့ဆက်သွယ်ရေးဆက်တွေပေါက်ကွဲစီတတ်တဲ့ပစ္စည်းတွေနဲ့စစ်စင်ရေးအစီအစဉ်တွေတွေ့ရှိခဲ့ပါတယ်တဲ့နော်။ Venezuela အစိုးရကတော့ဒါဟာအလန်တုစစ်စင်ရေးအတွက်ကိုကြိုတင်ပြင်ဆင်နေရလို့ပြင်းပြင်းထန်ထန်ဆွဆွဲပါတယ်။သူတို့ရဲ့အစိုးရဒီဂျိစာစစ်သားတွေဟာ Venezuela ရဲ့အကြီးအကဲဆွေးရင်အဆောက်အုံတွေကိုဖောက်ခွဲပြီးတော့ ပြည်ရင်းစုပုံမှုတွေဗယံပရာဖြစ်မှုတွေဖြစ်အောင်ဖန်တီးဖို့စ조사ခဲ့တာပဲဖြစ်ပါတယ်ဒီလိုလှုပ်ကြံမှုတွေနဲ့ကျေးစားစစ်သားတွေဆေလွတ်ခြင်းကအမေရိကန်ရဲ့တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိဘဲနဲ့တီရင်းရေးကိုမတိမငိမ်ဖြစ်အောင်ဖန်တီးဖို့စ조사နေတဲ့ CIA ရဲ့ပုံမှန်နီလနဲ့ပဲဖြစ်ပါတယ်ဒီအချိန်မှာပဲအတိုက်ခံကောင်းဆောင်မာရီယာကိုရီနာမာကာဂျိုကလည်းနိုင်ငံတကာစင်မြင့်မှာပေါ်လာပြီးတော့အခြေအနေကိုပုံမိုပြီးတော့ရှုပ်ထွေးစေခဲ့ပါတယ် သူမကဝါရှင်တန်ကို တိုက်ရိုက်ပန်ကြားခဲ့ပါတယ်။ပန်ကြားခဲ့တာကတော့ကျမတို့အာနာယအောင်ကုညီပါအပြန်လန်နေတဲ့ဗနီဇွဲလာရဲ့ကျွယ်ဝတဲ့အခြေအနေလုပ်ငန်းကိုပုတ်ကလေးကပိုင်ပြုလုပ်ခွင့်ပေးပါမယ်လို့ကတိပြုခဲ့တာပဲဖြစ်ပါတယ်။ဒီအချက်ကတော့မာဒူယိုအစိုးရရဲ့အတိုက်ခံတွေကအမေရိကန်ရဲ့ဂျိုးစီးပွားစီးပွားရေးအထွက်ကိုအသုံးချခံရုပ်သေးရီပါဆိုတဲ့ဆွဆွဲချက်ကိုပို့ပြီးတော့ခိုင်မာအားကောင်းစေခဲ့ပါတယ်။ဒီလိုပြည်ရင်းအတိုက်ခံနေတဲ့အမေရိကန်ရဲ့စီးပွားရေး အကျိုးစီးပွားရေးပေါင်းဆက်သွားမှုဟာဆိုရင်တော့ဒီစစ်စင်ရေးဟာမွေးရစေဝါတိုက်ဖြစ်ရေးချက်ကိုရင်းနှီးနဲ့အာနာထိန်းချုပ်ရေးကိုပုံမှုပြီးတော့ဥတည်နေတယ်ဆိုတာကိုရှင်းလင်းစွာ ပြသနေပါတယ်။တင်းမာမှုအစင်းက B52H Stratol 4 Tracks မဟာဗျူဟာမြောက်ဘုံကျဲလျင်နှစ်စီး Caribbean ကောင်းကင်ယံမှာ ပေါ်လာတဲ့အခါမှာအမြင့်ဆုံးအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ B52 ဆိုတာကတာမန်လေယာဉ်မဟုတ်ဘဲနျူကလ িয়ার ဘုံးတွေထိဆောင်နိုင်တဲ့ CAK ရဲ့အင်အားပြမှုသင်္ကေတတစ်ခုဖြစ်တဲ့ဘုံးကျဲလေယာဉ်ကြီးတွေပဲဖြစ်ပါတယ်။ဒီလိုနျူကလ িয়ার တိုက်ခိုက်နိုင်စွမ်းရှိတဲ့လေယာဉ်ကိုဗီနီဇွဲလားရှိပိုင်နက်နာမှာစေလွတ်ချင်းကအမေရိကန်ရဲ့ရည်ရွယ်ချက်ဟာဗီနီဇွဲလားကိုအလုံးစုံကျူးကျော်ဖို့အတွက်အစင်သစ်ဖြစ်နေပြီဆိုတဲ့အင်အားပြမှုပဲဖြစ်ပါတယ်။ ဒါကဒေတာရင်းပြိပက္ခကိုနျူကလ িয়ার အရှိန်မဲအောက်ရောက်ရှိအောင်တွန်းပို့လိုက်တဲ့အလွန်စိုးရိမ်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။ B52H Stato Fortrex မဟာဗျူဟာမြောက်ဘုံကျဲလျင်နှစ်စီး Caribbean ခေါင်းကင်ရံမှာပေါ်လာပြီးတဲ့နောက်ပိုင်းတင်းမာမှုအစင်းအားအမြင့်ဆုံးအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ဒီနျူကလ িয়ার ဘုံတွေထဲဆောင်နိုင်တဲ့စစ်အေးခရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ B52 တွေက Aruba နဲ့ ဖာရာဂွာနာကြားမှာ အနိုင်ပြန်တန်းပြီးတော့စည်ရေးကင်းလဲခဲ့ပါတယ်။ American ရဲ့တောင်ပိုင်းကုကဲမှုဌာနချုပ်ကနေထုတ်ပြန်ခဲ့တဲ့ဓပုံမှတ်တမ်းတွေအရဒီဘုံကျဲလီယင်ရဲ့ပြန်တန်းမှုလမ်းကြောင်းဟာ Venezuela စစ်တပ်ရဲ့အဓိကလေးချင်ရေးကွင်းတွေစီကိုရှင်းရှင်းလင်းလင်းဦးတည်နေတာကိုတွေ့ရှိရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်ဖီနီဇွဲလာတမရမာဂျူရိုက F16 Falcon တိုက်လေယာဉ်တွေကိုချက်ချင်းလွတ်တင်ပြီးတော့ American လေယာဉ်တွေ ကို လေကြောင်းထဲမှာဂျာပြတ်ဟန်တာခဲ့ရပါတယ်။ Caracas အစိုးရအထွတ်တော်ဒါဟာရေရိုးလေးကျင်ကတခုမဟုတ်တော့ပဲမာဂျူရိုအစိုးရကိုဖြုတ်ချဖို့ရည်ရွယ်တဲ့နျူကလ িয়ার ချိန်ချမှုတသက်ပဲဖြစ်ပါတယ်။ရရှာလွတ်တော်အမတ် LSC Zura Plirov ကအလွန်ပြင်းထန်တဲ့သတိပေးချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ သူကရုရှားအနေနဲ့ smart map လိုမျိုးမဟာဗျူဟာမြောက်ဒုံးကျည်စနစ်တွေကိုဗင်နီဇွဲလားစီကိုပို့ဆောင်ဖို့အတွက်စီးရီးရပြင်ဆင်နေရလို့ပြောကြားခဲ့ပါတယ်။ Samet ဆိုတာကတော့ Saturn 2လို့လည်းလူသိများပြီးတော့ဥရောပတိုက်ကြီးတစ်ခုလုံးကိုတနအာရီအတွင်းမှာဖျက်ဆီးပြနိုင်တဲ့နျူကလ িয়ার ထိပ်ဖူး6လုံးအထိတပြိုင်တည်းထည့်ဆောင်နိုင်တဲ့ကမ္ဘာပေါ်အကြောက်စီရာအကောင်းဆုံးလက်နက်ကြီးတွေတစ်ခုပဲဖြစ်ပါတယ်။ဒီသတိပေးချက်ထွက်လာပြီးမကြခင်မှာပဲ ဝန်ဂါဂရုပုတ်ကလေးကစက်တန်နဲ့ဆက်ဆက်နေတဲ့ IL 76 TD ကုန်တင်လျင်ကြီးတစ်စီးကလည်းလျှို့ဝှက်ကုန်ပစ္စည်းတွေနဲ့အတူဗင်နီဇွဲလားကိုဆိုက်ရောက်လာခဲ့ပါတယ်။ဒါအပြင်ရုရှားစစ်သည်မော်တွေပါကာရီဘီယံရေပြင်တွေကို ဝင်ရောက်လာတာကြောင့်ဒီအချိန်တွေက ဒုတိယကျူးပါဒုံးကြီးအကျက်အတဲဖြစ်လာနိုင်တဲ့ကြီးမားတဲ့အလားအလာရှိနေပါတယ်။ရုရှားရဲ့ဒီလိုတုံ့ပြန်မှုကအမေရိကန်ကိုသူ့ရဲ့ခြံဝင်လို့သတ်မှတ်ထားတဲ့ Latin America ဒေသမှာစစ်ရေးအရတိုက်ခိုက်တိုက်ရိုက်ဆင်ခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဩဂုတ်လကလေးက Caribbean ပင်လယ်ဟာပနားမားကျူးကျော်စစ်ဖြစ်ပွားပြီးတဲ့နောက်အမေရိကန်ရဲ့အကြီးမားဆုံးသောစစ်အင်အားပြသရာနေရာ အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အမေရိကန်ရဲ့ထိတ်တန့်စစ်အင်အားတွေက ဗင်နီဇွဲလာကမ်းလွန်ကိုရောက်ရှိလာခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးနဲ့အဆင့်မြင့်ဆုံးလေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ USS Colonel R4 ကိုစေလွှတ်ခြင်းကမူရခိုင်ဖန်စီရေးအတွက်လိုအပ်တဲ့အင်အားထက် များစွာပိုနေပါတယ်။ ဒါဟာနိုင်ငံတကာနိုင်ငံကိုစစ်တိုက်ဖို့ပြင်ဆင်နေရတဲ့ပို့ပြီးတော့တူနေပါတယ်။ Tomahawk ဒုံးကြီးတွေတက်ဆင်ထားတဲ့ဖြတ်သင်းပေါ် USS Caravelli ကို Venezuela ကန်လွန်နဲ့အနီးဆုံး Trinidad နဲ့ Tobago မှာချထားခြင်းက Venezuela ရှင်လုံမှုဖြစ်ပေါ်လာပါကပြစ်မှတ်တွေကို တိကျစွာပြစ်ခတ်ဖို့အသင့်ပြင်ထားခြင်းပဲဖြစ်ပါတယ်နော်။ဒါအပြင် ပေါ်တိုရီကိုမှာ F35 ကိုပြောက်တိုက်လေရင်စဲစည်းချထားခြင်းနဲ့လေရင်တင်သင်မော့ဘော်က F18 နေနဲ့ပေါင်းလိုက်ရင်ဒီဒေသကအစ်မြေပြင် ပုံစံ ဖြစ်နေပါပြီ။ Marine တပ်ဖွဲ့တွေရဲ့ကန်တက်တိုက်ခိုက်ရေးလေးချိန်ကန်နေစစ်စခန်းပြန်လည်မုံမှန်မှုတွေနဲ့ထောက်လိုင်းရေး drone တွေရဲ့လှုပ်ရှားမှုတွေအားလုံးကဂုံးမြေတိုက်ခိုက်မှုအတွက် American ပြင်ဆင်နေတဲ့လက္ခဏာတွေပါပဲ။ ါရှင်တန်ရဲ့တရားဝင်ဇန်ညွန်ကမွေးရစည်းဝါးတိုက်ဖြည့်ရေးဖြစ်နေစေဆိုပေမဲ့တခြားသောအကျိုးစီးပွားတွေပေါ်လွင်နေပါတယ်။အထက်လွှတ်တော်အမတ်မာကိုရူဘီရိုလိုပုတ်ပုတ်ကိုရီရဲ့စကားတွေကနိုင်ငံရေးဆန်ပြီးတော့စီးပွားရေးရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားပါတယ်။သူတို့ဟာအီရန်နဲ့ရုရှားရဲ့ဗင်နီဇွဲလားအပေါ်ဩဇာလွှမ်းမိုးမှုကိုစိုးရိမ်နေတယ်။ အီရန် drone စက်ရုံတွေလာဆောက်မှာကြောက်တယ်ဆိုရက်အကြောင်းပြချက်တွေပေးနေပါတယ်။ New York Times သတင်းစာကြီးကတော့အင်ဖြူရစဉ်းစားနေတဲ့စစ်စင်ရေး၃မျိုးအထိရှိနေတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ပထမတစ်မျိုးကမော်ဒူရိုရဲ့ကာကွယ်ရေးကွန်ရက်တွေကိုဖျက်ဆီးမဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပါတယ်။ဒုတိယတစ်မျိုးကတော့သမရမော်ဒူရိုကိုဖမ်းဆီးခြင်းလုံးချန်ခြင်းအတွက် ဆာရတင်းစစ်စင်ရေးဖြစ်ပါတယ်တတိယတစ်မျိုးကတော့လေစိတ်တွေရေနံမြေတွေနဲ့အရေးပါတဲ့နေရာတွေကိုသိမ်းပိုက်ဖို့အကြမ်းဖက်နိုင်နေရေးတပ်ဖွဲ့တွေဝင်ရောက်ခြင်းပဲဖြစ်ပါတယ်ဒီလိုချင်းချောက်မှုတွေအောက်မှာဗင်နီဇွဲလားသမ္မတမာတူရီရဲ့တုံ့ပြန်မှုကတော့အရင်အထက်အလွန်ပြင်းထန်ပြီးတော့ခိုင်မာလာပါတယ် သူက Volavarian Daltrack ကိုကျင်ညာပြီးတော့စက်တက်ရဲအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပြည်သူစစ်တွေကိုကိုကဲမှုတစ်ခုတည်းအောက်မှာပေါင်းစည်းလိုက်ပါတယ်။နိုင်ငံတော်မှာစစ်တရင်အားနှစ်သိန်းကိုဖြန့်ကျက်ပြီးတော့စည်ရေးလေးချင်းမှုတွေကိုကဲမှုလေးချင်းကန်တွေအကြီးအကျယ်လှုပ်ဆောင်နေပါတယ်။ဒါအပြင် American ဒုံးကြီးတွေကိုလှည့်စားဖို့အတွက်တင်ကားတူတွေအမြောက်တူတွေကိုပါဖြန့်ချထားပြီးတော့နှီးပြွာရပြင်ဆင်ထားပါတယ်။ အရေးကြီးဆုံးတုံ့ပြန်မှုကတော့သူဟာရုရှားတရုတ်နဲ့အီရန်တို့စီကနေပြီးတော့အရေးပေါ်စစ်ရေးအကူအညီတောင်းခံစာပေးဖို့ခဲ့တာပါပဲတောင်းခံခဲ့တဲ့ပစ္စည်းတွေထဲမှာတာဝေဖြစ်ရေဒါတွေ GPS ကင်မာတွေတိုက်ခိုက်ရေးဒရုန်းတွေနဲ့ electronic စစ်ပွဲစနစ်တွေပါဝင်ပါတယ်နော် မော်စကိုကလည်းဆာမတ်စတုံးကြီးဆေလွန်နိုင်တဲ့သတိပေးချက်နဲ့အတူချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ဒီချိန်တွေကအမေရိကန်ရဲ့ကျူးကျော်ရေးအစီအစဉ်ကိုရုရှားတရုတ်နဲ့အီရန်တို့ရဲ့တံပြန်အင်အားစုတွေနဲ့ပေါင်းစပ်ပြီးတော့ဒိုင်းရိုက်ဆိုင်ခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်ရုရှားက Warner Group ပုဂ္ဂလိကစက်တန်နဲ့ဆက်စပ်နေတဲ့ IL 76 TT ကုန်တင်လေယာဉ်ကြီးတစ်စီးကလျှို့ဝှက်ကုန်ပစ္စည်းတွေနဲ့အတူဗင်နီဇွဲလာကိုဆက်ရောက်လာခြင်းကလည်းတရုတ်နဲ့ရုရှားရဲ့ထောက်ပံ့မှုကစစ်အင်အားပြားမှုတသက်မဟုတ်ပေလက်တွေ့ကြသောစစ်ရေးကူညီမှုတွေပေးအပ်နေပြီလို့ဆိုတာကိုပြသနေပါတယ် ဒီလျှဝက်ကုန်ပစ္စည်းတွေကဗင်နီဇွဲလာရဲ့စည်ရေးခန္ဓာရင်အားကိုချက်ချင်းမြင့်တင်ပေးနိုင်တဲ့တာဝေးဖြစ်ရေဒါတွေ GPS ကျန်မာတွေနဲ့ခီမီအယ်လက်ထရောနစ်စစ်ပွဲ EW စနစ်တွေဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။ဒီလိုကုညီထောက်ပံ့မှုတွေရရှိလာတာကြောင့်မာဒူရိုအစိုးရကအမေရိကန်ရဲ့တိုက်ခိုက်ရေးလိုင်းတွေကိုပုံမကျရှည်စွာခုခံနိုင်မဲ့အစွမ်းရည်ကိုရရှိသွားခဲ့ပါတယ်။အခုလက်ရှိမြင်တွေ့နေရတဲ့အခြေအနေက တကယ်ကိုပဲသမိုင်းတူမဲ့အချိန်ကာလတစ်ခုဖြစ်နေပါပြီ။လေလာသူတွေရဲ့အဆိုအရဒီအချိန်လေးဟာ1962ခုနှစ်ကျူပါဒုံးကြီးအကြက်တဲနောက်ပိုင်းမှာကမ္ဘာနောက်ချမ်းမှာဖြစ်ပေါ်ခဲ့တဲ့အန်ဒီရဲ့အရှိဆုံးအချိန်ကာလတစ်ခုအဖြစ်မှတ်တမ်းတင်ရပါတော့မယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်ရဲ့တိုက်ခိုက်ရေးအုပ်စုတွေဗင်နီဇွဲလားကမ်းလွန်မှာစုဝေးနေခြင်းနဲ့ရုရှားရဲ့နျူကလ িয়ার ဒုံးကြီးတွေဖြန့်ကျက်ဖို့ချိန်ချမှုတွေကကမ္ဘာကြီးကိုစစ်အေးခေတ်သုံးဆွဲခဲ့တဲ့နိလန်နေစီကိုပြန်လည်ပြီးတော့ဆွဲခေါ်နေလို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းနှစ်ခုသာကြန့်ရှိပါတော့တယ်လို့မဟာဗျူဟာကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ပထမဆုံးနဲ့အလွန်စိုးရိမ်စရာအကောင်းဆုံးလမ်းကြောင်းကတော့ပရိဘက်ခအရှိန်မြင့်တက်ခြင်းပဲဖြစ်ပါတယ်ဒီလမ်းကြောင်းအတိုင်းသွားခဲ့ရင် American က New York Times ကဖော်ထုတ်ခဲ့တဲ့အတိုင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်စင်ရေးတွေကိုစတင်လှုပ်ဆောင်လာနိုင်ပါတယ် ဒါဟာမဟာဗျူဟာမြောက်အမားတစ်ခုဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဗင်နီဇူလာကလက်ချီးပလာနဲ့ရင်ဆိုင်ရမယ့်နိုင်ငံမဟုတ်တော့ပါဘူး။ သူတို့ကရုရှားတရုတ်နဲ့အီရန်တို့ရဲ့စစ်ရေးအကူအညီတွေကိုနောက်ခံထားပြီးတော့အထူးသဖြင့်ရုရှားနဲ့အီရန်ကဘေးပို့ထားတဲ့ခေမီရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ electronic စစ်ပွဲ EW လက်နက်တွေနဲ့ပြန်လည်ခုခံတုံ့ပြန်လာမှာပဲဖြစ်ပါတယ်။ဒီလို American နဲ့ Venezuela အကြားစစ်ပွဲဖြစ်ပွားခဲ့ရင် Russia ရဲ့ Smart Saturn 2လိုမျိုးဒုံးကျည်တွေပို့ဆောင်မဲ့ချင်းချမ်းမှုကလက်တွေ့အကောင့်ထဲပေါ်လာနိုင်ပြီးတော့ဒီအခါမှာအကြက်တဲက ဒေသရင်းကနေပြီးတော့ကမ္ဘာလုံးဆိုင်ရာပြိပခါစီတစ်ခုအဖြစ်ကိုချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့သုံးပြချက်အမားတစ်ခုကစစ်ပွဲကြီးတစ်ခုကိုစတင်စီပြီးတော့ကမ္ဘာအခင်းအကျင်းတစ်ခုလုံးကို အမြင့်ကနေပြီးတော့အလုထာပြင်နိုင်ပါတယ်။ဒုတိယလမ်းကြောင်းကတော့တန်တမန်ရေးရာဆွေးနွေးမှုတွေနဲ့ပြိပခါအရှိန်ရှင်းကြခြင်းပဲဖြစ်ပါရဲ့နော်။ DNA ကြီးမားတဲ့အခြေအနေကိုထိန်းချုပ်ဖို့အတွက်မက္ကဆီကိုသို့မဟုတ်ဘရာဇီးလိုမျိုးအင်အားကြီးတဲ့ Latin America နိုင်ငံတွေကြားကဂျာဝင်ညီနိုင်ပေးနိုင်တဲ့အခမ်းကဏ္ဍကနေပြီးတော့ဝင်ရောက်လာဖို့လိုအပ်ပါရဲ့ရှင်။ဒီလိုဂျာဝင်ညီနိုင်မှုက American ကိုမျက်နှာမပြက်စေဘဲသူတို့ရဲ့စစ်အင်အားတွေကိုစုပ်ခွာစေဖို့နဲ့ Venezuela ကလည်း Russia ရဲ့မဟာဗျူဟာမြောက်လက်နက်ဖြန့်ကျက်မှုအစီအစဉ်တွေကိုဆိုင်းငံ့စေဖို့အဓိကရှိရရပါလိမ့်မယ်။ တမိုင်းမှာကျူပါအကျက်တဲရုံးကလည်းတန်တမန်ရေးရလျှို့ဝှက်ဆွေးနွေးပွဲတွေနဲ့ပဲအဆုံးသတ်ခဲ့တာပါအခုလည်းနိုင်ငံရေးခေါင်းဆောင်မှုနဲ့အသိဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်ကသာဒီတင်းမမှုကနေပြီးတော့ကဘာကြီးကိုလွန်မြောက်စေမှာပဲဖြစ်ပါတယ်ဒေဇာရာတခုကတော့လက်ရှိအချိန်မှာ Caribbean ပင်လယ်ပြင်ကကမ္ဘာနိုင်ငံရေးရဲ့ရေစုမတ်ကိုလုံးဝရောက်ရှိနေပြီပဲဖြစ်ပါတယ် USS Garner R4 လိုမျိုးကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်္ဘောကြီးတွေ B52H လိုနျူကလ িয়ার တိုက်ခိုက်နိုင်တဲ့ပုံစံလေယာဉ်တွေလှည့်လည်နေတဲ့ဒီဒေတာက ရုရှားရဲ့မဟာဗျူဟာမြောက်ဒုံးကျည်အစီအစဉ်တွေရဲ့ချိန်ချမှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဆုံးဖြတ်ချက်အမှားတစ်ခုဒါမှမဟုတ်ဘတော်တဆဖြစ်ရက်ကိုတစ်ခုတောင်မှကမ္ဘာအခင်းချင်းတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်ပါတယ်။ဒါကြောင့်ကမ္ဘာကောင်းဆောင်တွေရဒီအခြေအနေကိုအမြင့်ဆုံးသောသတိနဲ့နေဗျူဟာမြောက်ညှိနှိုင်းမှုတွေနဲ့ကင်တွယ်ဖို့လိုအပ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။